စစ်မှန်တဲ့ Friday ပြည်တော်စုရရှိဖို့အတွက်လူများစုတွေဖြစ်တဲ့ပမာတိုင်းရင်းသားတွေရဲ့ထောက်ခံမှုကအရေးကြီးတယ်လို့ညီညွတ်သောတိုင်းရင်းသားလူမျိုးများ Federal Council UNFC ဥက္ကဋ္ဌဘိုချုပ်ကြီးအင်မန်လာကဇန်နဝါရီလ23ရက်နေ့ကလော်ခီလာညီလာခံစတုထနေမှာပြောပါရတယ်။ တိုင်းရင်းသားတွေလိုချင်နေတဲ့စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုအမျိုးသားကိုအခြေခံတဲ့ပြည်ထောင်စုကြီးဖြစ်လာအောင်ဗမာလူမျိုးတွေကထောက်ခံပေးဖို့လိုတာကြောင့်စ조사ရအောင်မှာဖြစ်တယ်လို့ဗိုလ်ချုပ်ကြီးအင်ပန်လာကဆိုပါတယ်။ဒါအပြင်အစိုးရအဆက်ဆက်ရဲ့တိုင်းရင်းသားတွေပေါ်ထားတဲ့သဘောထားဟာပြောင်းလဲမှုမရှိပဲတိုင်းရင်းသားလက်နက်ကင်တော်လန်ကြတာကိုစူပူတောင်းကြတဲ့ဆိုတဲ့သဘောနဲ့သာဆက်ဆံတယ်လို့လည်းပြောပါတယ်။အဲ့ဒီတော့အစိုးရအနေနဲ့အပြစ်ခက်ရစဲဖို့သဘောသာရှိပြီးနိုင်ငံရေးဆွေးနွေးဖို့သဘောမရှိဘူးလို့ဗိုလ်ချုပ်ကြီးအင်ပန်လာကဆက်လက်ပြောကြားပါတယ်။ ဒါကြောင့်အစိုးရကနိုင်ငံရေးဆွေးနွေးဖို့ရှိလာအောင်တွန်းအားပေးရမှာဖြစ်ပြီးဒီလိုတွန်းအားပေးရမှာလဲတပ်ဖွဲ့ချင်းတွန်းအားပေးတာထက်စုစုစည်းစည်းနဲ့တွန်းအားပေးကပြည်သူလူထုပါပါဝင်ရမှာဖြစ်တယ်လို့ဆိုပါတယ်အခုလိုစုစုစည်းစည်းတောင်းဆိုကြရမှာလဲလူချင်းသားတွေကိုပြက်ပြက်သားသားတောင်းဆိုကြဖို့အတွက်ဘိုးချုပ်ကြီးအင်မန်လာကညီလာခံမှာတိုက်တွန်းပြောကြပါတယ်လက်ရှိမှာတိုင်းရင်းသားအဖွဲ့တွေနဲ့လော်ခီလာညီလာခံကိုကျင်းပလျက်ရှိနေပေမဲ့တနိုင်ငံလုံးတိုင်းတားရအပြစ်ခက်ရစဲစာချုပ်အတွက်အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဖက်အန်ဆွေးနွေးပွဲမှာတော့မက်ရှလာအထိရွှေ့ဆိုင်နိုင်တယ်လို့တိုင်းရင်းသားကောင်းဆောင်ချိုကပြောပါတယ်။လော်ခီလာညီလာခံမှာတနိုင်ငံလုံးအတိုင်းတရာအပြစ်ခက်ရစေးညှိနှိုင်းဆွေးနွေးရေးအဖွဲ့ NCCT ကအပြစ်ရစာချုပ်မူကြမ်းအမှတ်၉ကိုမူအရသဘောတူညီဖို့လွှတ်ဆောင်ခဲ့ပါတယ်။ဒါကြောင့်အဆိုပါမူကြမ်းကိုအစိုးရအဖွဲ့ရဲ့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့အလို့သဘောဆွေးနွေးညှိနှိုင်းပြီး အဲ့ဒီမူကြံကိုမိုင်းလာဒေတာမှာတိုင်းရင်းသားခေါင်းဆောင်တွေထပ်မံတွေ့ဆုံညှိနှိုင်းမှုကိုဖက်အန်ဆွေးနွေးပတ်မတိုင်မီပြုလုပ်သွားမယ်လို့သိရပါဗျာ။